ွချန်နဲ့အခုပါဒါလေး April တူတာ make up လင်းဟာပေးပြီးတော့လုံးဝသူ့ရဲ့ make up အစွမ်းနဲ့အရန်ကိုဖုံးထားတာအမရွက်ကတော့ကြံသေးတယ်ပြီးတော့ပြောမယ်ဆိုရင် site တော့ကလေးဒီပေါင်မာလည်းဖြစ်တယ်လက်မာလည်းဖြစ်တယ်ဒီမှာဆိုတက်ကအမရွက်တယ်ပေပေါင်မာလည်းဖြစ်တယ်ဒါပေမဲ့ပေါင်မကျတော့ဗီဒီယိုမှာလည်းကိုယ်လည်းမပြောဖြစ်တော့ပါဘောနော်ပေါင်မာလည်းပေါင်မကျတော့အနေရွက်ကပိုကြံခဲ့တယ် ဆိုဆက်ဆက်ဖြစ်ချင်းကတည်းကနေမီးလောင်တို့လိုမျိုးဖြစ်သွားတာပေါ့နော်ပူပြီးတော့ဆက်ပြီးလောင်နေတာတခုခုမီးလောင်တို့လိုမျိုးပဲခံစားနေရတယ်ဟုတ်ဒီနေ့ကတော့ Harry Public ရဲ့10 year anniversary ကိုတက်ရောက်ဖြစ်တာပါ။ဆိုင်းလူလည်းအမြဲတမ်းလက်စပင်လုပ်နေကြဆိုတော့ပေါ့လေ။ပြောရမယ်ဆိုရင်ပေါ့နော်။ဆိုင်းလူရဲ့ဆိုင်းလူ Facebook မှာတင်ထားတဲ့ဗီဒီယိုလိုမျိုးပဲပေါ့နော်။အဓိကကတော့ ိုကအားလုံးကို awareness ပြတဲ့အနေနဲ့တင်ပေးလိုက်တာပေါ့နော်အဲ့ဒီ dress sign လို့လည်းအရင်လည်းကုသိုလ်လည်းရသွားပါတယ်ဆိုင်းတို့ကိုယ်တိုင်အပါဝင်ပေါ့နော်မိဖို့ကောင်တကယ်ကြားဝင်မကြားဘူးတာတစ်ခါမှလည်းမြင်လည်းမမြင်ဘူးကြားလည်းမကြားဘူးဘူးဒါပေမဲ့မနစ်ကအချိန်တုန်းကပေါ့နော်မေကသူ့ကိုဘန်ကောက်မှာမိဖို့ကောင်အစိရေဘယ်လိုမျိုးထိရွားတယ်ဆိုတော့ကြားဘူးတယ်အဲ့ဒီကလေးကနေသူကအရင် complain လုပ်တော့နားထဲမှာအငြင်းနားရေကြားနားကြား နားကြားမိနေတာပေါ့နော်မေကလည်းအမြဲတမ်းမိပိုးကောင်ရဲ့သူ့ဟာအမြဲပြောနေတော့အဲ့ဒါနဲ့ရုတ်တရက်ပေါ့နော်ညဘက်မှာကိုလည်းဘသူကလည်းထင်မိမှာလဲနော်ဘသူမှကို့အိမ်မှာလည်းဖြစ်တယ်ပြီးတော့မထင်မှတ်တဲ့အချိန်တွေမှာဘလို့မှမထင်မှတ်ထားတဲ့အချိန်မျိုးမှာလည်းဖြစ်သွားတယ်ဆိုတော့လည်းလေအဆုံးပဲပေါ့နော်ဒါပေမဲ့ဆိုင်လူတစ်ခုပေါ့နော်ကံကောင်းတယ်လို့ပဲပြောရမှာပေါ့နော်ဘာအကောင်ကိုက်သွားလဲဆိုတော့တခါတည်းတန်းပြီးတော့တန်းတိသွားတယ်အကယ်လို့ကိုတော့မသိဘူးဆိုရင်ဒီထက်ပိုပြီးတော့ ရေတေချာကကနနာမသိဘူးဆိုဘူးပြီးဒုက္ခရောက်มาလေဒါဆိုရင်ဆိုင်လို့အခုဆိုရင်တော့၃ပတ်လောက်တော့ရှိပြီထင်တယ်၃ပတ်ပေါ့ပြောမယ်ဆိုဆက်ဆက်ဖြစ်ချင်းကတည်းကနေ မီးလောင်တယ်လို့မျိုးဖြစ်သွားတာပေါ့နော်ပူပြီးတော့ဆက်ပြီးလောင်နေတာတူခုခုမီးလောင်တယ်လို့မျိုးပဲခံစားနေရတယ်အဲ့ဒီတော့ကိုကလည်းဒါတော့ပုံမှန်တော့မဖြစ်နိုင်တော့ဘူးပေါ့ allergy စားရတာလည်းအမားလည်းမရှိဘူးတူခုခုတော့ကမောင်းပဲဆိုပြီးတော့ဆက်လည်းဒီဆေးရုံကိုအမြန်သွားပြီးတော့ဒီ allergy ဆေးသွားထိုးလိုက်တာပေါ့နော်အမားဆိုင်လို့လည်းအဲ့လိုမျိုးဖြစ်တဲ့ချိန်မှာလေစိတ်ကိုအမြန်ရှော့ထားတယ်ပြီးတော့စိတ်ကို positive ပဲတွေးတာပေါ့နော်ဟဲ့လို့ဖြစ်သွားမှတော့လည်းမတတ်နိုင်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ကိုလည်းပဲဖြစ်ချင်မလဲဒီလိုဖြစ်သွားမယ်လို့ ပထမ3ရက်နဲ့4ရက်ကတော့အဆိုးဆုံးပဲ5ရက်မြောက်တဲ့နေ့မှာတော့နည်းနည်းလေးတော့တက်တာွားတယ်ပြီးတော့တေချာလေးလည်းစိုက်လို့လည်းအလှလည်းကြိုက်တယ်ဆိုတော့လေပို့ပို့ပြီးတော့လည်းဂယူးစိုက်တယ်တေချာကိုထိတ်ခဲလည်းလုပ်တယ်ပြီးတော့အဲ့ဒီဖြစ်နေတဲ့အချိန်မှာပေါ့နော်စိုက်လို့ကလေဘာမှမစင်စားဘူးကိုယ်တော်စိတ်ပျော်ရွှင်စေမယ့်အရာပေါ့စိုက်လို့အဲ့လိုမျိုး art pieces လေးလည်းလုတ်ဖြစ်လိုက်တယ်အိမ်မှာတမိုးရှိတဲ့အချိန်ကိုပေါ့နော်ဘာမှဘယ်အချိန်ပြောင်းမယ်မှလည်းမသိတော့လေအဲ့လိုမျိုးတော့ရှိရပြီးတော့ပြောမယ်ဆိုရင်စိုက်လို့ကလေ ီပေါင်မာလည်းဖြစ်တယ်လက်မာလည်းဖြစ်တယ်ဒီမှာဆိုလက်ကအမရွတ်တယ်ကျွန်တော်တို့ကအေးပေါင်မာလည်းဖြစ်တယ်ဒါပေမဲ့ပေါင်မကြတော့ဗီဒီယိုမှာလည်းကိုလည်းမပြောဖြစ်တော့ပါဘောနော်ပေါင်မာလည်းပေါင်မာကြတော့အနေရွတ်ကပိုကြံခဲ့တယ်ဒီဆိုင်လူရဲ့မျက်နာကဟီလင်းကအရန်လည်းမြန်သွားတယ်အလုံးရဲ့ဆုတောင်းပေးစကားကြောင့်မဟုတ်လို့ထင်တယ်တကယ်ကိုအလုံးရဲ့ blessing ကိုတကယ်ကိုရခဲ့တယ်အရင်လဲတကယ်အရင် appreciate ဖြစ်တယ်ပေါ့နော်အဲ့ အမရွချန်နဲ့အခုပါသားလေး April 2th make up လိမ်းထားပေးပြီးတော့လုံးဝသူ့ရဲ့ make up အစွမ်းနဲ့အရန်ကိုဖုံးထားတာအမရွကတော့ကြံသေးတယ်ဟုတ်ကဲ့ပြင်ပါရအောင်ပြောက်ပါတော့အပြောက်တာတော့အေးပေါ့အချိန်တစ်ခုတော့ပေးရမှာပေါ့ဘာလို့လဲဆိုတော့မျက်နှာတစ်ခုလုံးလဲဟိုကလေလောင်ထားလိုမျိုးဖြစ်သွားတာလေဟုတ်တယ်စိုက်လို့အရန်လဲခဏပြောသလိုပေါ့နော်ကုတူရသွားတာပေါ့နော်အကုန်လုံးမီးဖို့ကောင်ရဲ့အားလုံးကိုဘယ်လိုမျိုး ဂယူဆိုင်ပြီးတော့တတိထားရမယ်ဆိုတော့တည်သွားတယ်အဓိကအဆိုင်မှာကလေးလေးတွေကိုပို့ပြီးတော့ဂယူဆိုင်ခိုင်းစီချင်တာပေါ့နော်ဆိုင်းလူတို့လိုမျိုးလူကြီးတောင်မှဒီလောက်ထိဒုက္ခခံစားရတာပေါ့နော်ကလေးတွေဆိုရင်တော့မစင်စားရက်เสียရပဲ thank you